တဲ့တောင်ဘက်ချမ်းမှရှိနေတဲ့လိကေရောမြို့ကိုတက်မော်ဘာထိုးစစ်ဆင်တိုက်ခိုက်နေရရှိပါတယ်။ပရင်လက်နက်ကန်တဘုံ KNU နဲ့အပေါင်းပါတွေရပ်ပေါင်း900ကျော်နေကထင်းချုပ်ထားတဲ့ဒီမြောက်ရီကော့ဂရိတ်အာရှလန်းကြီးကိုတက်မော်ကပြီးခဲ့တဲ့ဩဂတ်စာ28ရက်နေ့ကထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်ဆယ်ရက်ကြာမှပဲတက်မော်စစ်ကြောင်းတွေကမြောက်ရီမြို့ထိပြန်လည်ချိန်ဆနိုင်ခဲ့ပြီဖြစ်ပါတယ်။ပင်နေကြီးတော်မှာရှိနေတဲ့ခြေကြပြိုဟာတွေကိုလည်းပြန်လည်ထင်းချုံနိုင်ပြီဖြစ်တယ်လို့မြောက်ရီမြို့မှာရှိနေတဲ့ဒီခမာယာ295ခုလည်းပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်ပါတယ် ညောင်ရီမှာရှိနေတဲ့မျိုးစုံတက်လို့ခေါ်တဲ့ခမရ295မှာတော့ဒီပြီးခဲ့တဲ့တိုက်ပွဲတွေနဲ့ထိုင်းနိုင်ငံဘက်ကိုစုပ်ခွာယာယီစုပ်ခွာတက်ပြေးသွားရတဲ့တမရအရာရှိစစ်တီတွေနဲ့ပြန်လည်ဖွဲ့စည်းထားတဲ့အမကန်ချီပြုစစ်ကြောင်းတွေလည်းရှိနေပါတယ်။အင်အားအပြည့်900ရှိရာနေဝတထောင်နီးရှိပြီးတော့လက်ရှိမြောက်ရီမြို့ရဲ့တောင်ပချန်းနေရာတွေကိုနေမရှင်ကြီးဆောင်ရွက်နေတဲ့အချိန်မှာလည်းနေမီကန်တရင်တပ်ဖွဲ့တွေအနေနဲ့စစ်ကြောင်းချီချီတက်တိုက်ခိုက်လျက်ရှိပါတယ်။ ဒီနေရာမှာမြောင်းရီမျိုးကိုတမော့ကစက်တင်ဘာ10ရက်နေ့ကလေးကအပြေးအဝထိန်းချုပ်ပြီးတော့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့နေရာတွေကိုနေမီရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။မြောင်းရီမျိုးရဲ့တောင်ဘက်ချမ်းနဲ့မြောက်ဘက်ချမ်းဆိုပြီးတော့နေမီရှင်းလင်းမှုမှာအပိုင်းနှစ်ပိုင်းခွဲရမှာပဲဖြစ်ပါတယ်။မြောင်းရီမျိုးရဲ့မြောက်ဘက်ချမ်းကတော့တမဟာခွန်ထိန်းချုပ်ထားတဲ့နေမီဖြစ်ပြီးတော့မြောင်းရီမျိုးရဲ့တောင်ဘက်ချမ်းမှာကတော့ပင်ရလနဲ့ကန်တဘုံ KNU ရဲ့တမဟာ6နေမီလို့ဆိုရမှာဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ဒီဝေါ်လီမြိုင်အနီးကနေစပြီးတော့ KNU ရဲ့တမဟာ6ထင်းချုပ်နေပြီဖြစ်ပေမဲ့ မြောက်ရီကိုအခြေပြုပြီးတော့ကရင်လက်နက်ကိုင်တပေါင်း KNU နဲ့အပေါင်းပါတွေကဒီလုပ်ငန်းတွေစူပါရီးတွေတရားမဝင်လုပ်ငန်းတွေကိုပြုလုပ်နေတာဖြစ်တဲ့အတွက်မြောက်ရီကော့ဂရိတ်လမ်းကြီးရဲ့တောင်ဘက်ချမ်းနဲ့မြောက်ဘက်ချမ်းဆိုပြီးတော့နေမြေတွေကိုပိုင်းခြားထားခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့တမရိုစစ်ကြောင်းတွေကမြောက်ရီမြို့ကိုတွန်းချုပ်ပြီးတဲ့နောက်မြောက်ရီရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့ဒီမက်ဂလစ်နေရာနေစပြီးတော့မေထော်ဒလီတိမဲဝါခိနောက်ပြီးတော့ရသေးကိုတောက်ကိုစားတဲ့နေရာတွေထိကိုနေမြေရှင်ကြီးဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ဆက်လက်နေမြေရှင်ကြီးဆောင်ရွက်ဖို့လိုတာကတော့နှစ်နိုင်ငံနေဆက်အနီးမှာရှိနေတဲ့ ကရင်လက်နက်ကင်တဘော KNU ရဲ့ကြားဖြန့်လုပ်ငန်းတွေအများပြားရှိနေတဲ့ Metro 3နဲ့ DGB ရဲ့ကြားဖြန့်လုပ်ငန်းတွေအများပြားရှိနေတဲ့ကြောက်ခက်ပြီးတော့တုံမင်ဒေသမှာရှိနေတဲ့တရုတ် site တွေအဲဒါအပြင်အခုဒီမင်းလက်ပန်ဖလူစားတဲ့နေရာတွေမှာရှိနေတဲ့တရုတ်စီမံကိန်းတွေနဲ့ကြားဖြန့်လုပ်ငန်းတွေအများပြားရှိနေတဲ့နေရာတွေကိုလည်းနေမီရှင်ရေးဆက်လက်ဆောင်ရွက်ဖို့လိုပါတယ်ဒီနေ့တော့မြောက်မြန်မြူရဲ့တောင်ပိုင်းမှာရှိနေတဲ့ မြကြီးကောမျိုးကိုတမတော်ကဘာကြောင့်ထိုးစစ်စင်တိုက်ခိုက်နေသလဲဘလူတွေထိုးစစ်စင်တိုက်ခိုက်နေသလဲ ਨੇ တစ်ဖက်ကအကြံဖက်တမတော်တွေကဘလူတွေအကြည့်နာနေသလဲဆိုရတော့ဒီမြကြီးကောမျိုးကောကစက်တင်ဘာ6ရက်နေ့မှာပဲဒီမြောက်ရီကော့ဖီလမ်းကြီးကိုထိန်းချုပ်ပြီးတဲ့နောက်စက်တင်ဘာ9ရက်8ရက်ဝန်းကျင်နေမှာပဲဒီမြရီမြို့ရတောင်ပိုင်းချမ်းမှာရှိနေတဲ့ရွာလေးကလောကိမေဝါကိယတိကိုဖလူမြတ်တာလေးမြေစားတဲ့ရွာတွေမှာကတော့ဒေသခံတွေအားလုံးကဆစ်ဆောင်သွားကြပြီဖြစ်ပါတယ်။ဒါကြောင့်မလို့အခုလက်ရှိမြရီရတောင်ပိုင်းချမ်းမှာရှိနေတဲ့ရွာတွေအားလုံးကတော့ KNU အပါအဝင် KNL KDL နဲ့အကြံပေးသမားတွေစုဖွဲ့နေတဲ့နေရာတစ်ခုလည်းဖြစ်နေပါတယ်။လက်ရှိချိန်မှာတော့တမတော်ကဒီမြရီရဲ့တောင်ဘက်ချမ်းဒီတင်ငင်းညောင်ရဲ့တောင်ဘက်ချမ်းမှာရှိတဲ့လက်ခက်တောင်ကြောက်ကူနဲ့မြစ်တာလင်းမြိုင်အဲဒါပြင်မေထော်သလေးဒေတာတွေတဟိကလောဆားတဲ့နေရာတွေဒီကိုနေမြရှင်ကြီးဆောင်ရွက်နေပြီဖြစ်ပါတယ်။အမြရီမှာခြေဆိုင်ထားတဲ့ခမရ295ကဥဆောင်ထားပြီးတော့တမတ်20နဲ့တမတ်55နဲ့ဒီနိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ်မှာတစ္ဆာရှိမြဲရှိစေဖြစ်တဲ့မူလ TGP နဲ့မူလ BJ အဖွဲ့တွေပူးပေါင်းဆောင်ရွက်တိုက်ခိုက်မှုတွေအပြင် လက်ရှိတမတော်ကဒီအင်အားဖြစ်တင်ထားတဲ့ပြည်သူစစ်ငငယ်လေးတွေနဲ့လည်းနိုင်ငံရှင်လေးဆောင်ရွက်နေတာဖြစ်ပါတယ်။လေးကီကိုတိုက်ပွဲကိုတော့စက်တင်ဘာ16ရက်နေ့ဝင်းကျင်ကလေးကတမတော်ကပြင်ဆင်ခဲ့တာဖြစ်ပြီးစက်တင်ဘာ18ဆက်ရှိမှာတော့လေးကီကိုအနီးမှာရှိနေတဲ့ဒီဘဟီကလောမြေတားလင်းမြိုင်အစားရရွာတွေမှာဒီတမတော်ရဲ့စီးရေလှူရှားမှုတွေကိုရရှိတဲ့အခြေအနေကစပြီးတော့ အကြံဖတ်သမားတွေက၄ဂီကော်ရဲ့အဝင်လန်းထွက်လန်းနေအားလုံးမှာမိုင်းတွေထောင်ထားခဲ့တာရှိတယ်။ပြောရရင်တော့၄ဂီကော်မျိုးဆိုတာကမိုင်းလောက်သာရှိတဲ့မြို့သစ်လေးတစ်ခုပဲဖြစ်ပါတယ်။အထက်မြင့်အဆောက်အဦတွေမရှိဘူး။မြို့သစ်ဖြစ်တဲ့အတွက်အခြေခံအဆောက်အအုံလောက်ပဲရှိပြီးတော့လူနေထူတက်လောက်တဲ့အနေအထားလည်းမရှိပါဘူး။ဒါပေမဲ့လည်းအကြံဖတ်သမားတွေက၄ဂီကော်မျိုးကိုဘာကြောင့်ချေကုပ်ယူပြီးခံစစ်ဆင်နေရသလဲဆိုတော့ဒီတမတော်ရဲ့အောင်စရာစစ်ကြောင်းကြီးဒေါနာတော်ကိုကြော်ဖြတ်လာတဲ့တမတော်စစ်ကြောင်းကြီးတွေအတွင်းမှာတိကျတည်ဆုံသွားကြတဲ့သူတွေအထင်အားသွားတဲ့လူတွေက အတွင်းကွင်းကလေးအပြင်ကွင်းကလေးကနေမေကနေလမ်းကနေတဆင့်လေကြီးကောင်မှာတထောင်နားတယ်ခန်းစစ်တွေပြင်းတယ်နောက်ပြီးတော့ဒီထိခိုက်ပြေဆုံးသွေးလိုအပ်မှုတွေစေဝါလိုအပ်မှုမြင့်တက်နေတဲ့အကျန်းဖက်သမားတွေကိုဒီကေကောင်မှာယာယီစည်းရုံပြုလုပ်ပြီးတော့အကျန်းဖက်တွေကိုကုသပေးနေတာရှိပါတယ်အဲဒီကနေမှတဆင့်နောက်ထပ်အချိန်ရလို့စုပ်ခွာတဲ့အဖွဲ့တွေကတော့ကရင်လက်နက်ကိုင်တပုံ KNU ရဲ့ကြပြန့်လုပ်ငန်းနေရှိတဲ့ method တလေး KK ပါရှိတဲ့နေရာတွေစုပ်ခွာတာရှိတယ်တုံမိန်နောက်ပြီးတော့ဒီမင်းလက်ပံဘလူစားတဲ့နေရာတွေစုပ်ခွာသွားကြတာလည်းရှိပါတယ် အရှိချိန်မှာတော့အကြံဖက်သမားတွေဖြစ်တဲ့ KNU ကသူတို့နဲ့သက်ဆိုင်ရာ KNU အကြီးပိုင်းတွေကတော့ဒီလိဂ်ကော်နဲ့မြရီဘေးပတ်ဝန်းကျင်မှာရှိနေတဲ့နေရာတွေကနေဆုတ်ခွာသွားကြပြီဖြစ်ပြီးတော့အရှိချိန်မှာတော့ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNU KNLA KDL နဲ့တွဲပြီးတော့ဆေးလုံရှာမှုပြုလုပ်နေတဲ့တာဘောရဲ့32ပြွာကလည်းလက်ရှိလိဂ်ကော်တိုက်ပွဲမှာဝင်ရောက်တိုက်ခတ်နေတာရှိတယ်ကော်ဘရာနဲ့ဇီနိုစစ်ကြောင်းတွေကတိုက်ခတ်နေတာရှိတယ်လို့ကော်ဘရာစစ်ကြောင်းရဲ့ဒီစစ်ကြောင်းမှုတယောက်ဖြစ်တဲ့ဆော့ကောဥဆောင်တဲ့ဖွဲ့တွေကလည်းလိဂ်ကော်မျိုးအနီးမှာတိုက်ပွဲတွေကိုပေါ်ဆောင်နေတာပဲဖြစ်ပါတယ် တကယ်တော့ဒီအကင်းပြင်းနေမှာရှိနေတဲ့အောင်တရားစစ်စင်ရေးနဲ့ပတ်သက်ရင်တမ်မတော်ရဲ့အဓိကပင်မဟီမန်ချက်ပင်မကျော်ရွေးကြီးကတော့အာရှာလန်ကြီးကိုပြန်လည်ထိန်းချုပ်နိုင်ရေးဖြစ်ပါတယ်အာရှလန်ကြီးထင်းချုံနိုင်ရေးပင်မရှိမှန်းချက်ကစက်တင်ဘာ6ရက်နေ့ကထင်းချုံနိုင်ခဲ့ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တင်ပြခဲ့တယ်လို့ပဲအကြံပတ်သမားတွေစုဖွဲ့နေရတွေစုခွာနေရတွေအားလုံးကိုအပိုင်းလိုက်နေမရှင်လေးဆောင်ရရမှာဖြစ်ပါတယ်။အရင်တွင်မြောက်ရီရဲ့မြောက်ဖက်ချမ်းမှာရှိနေတဲ့ဒီစွန်စည်းမြိုင်ဒေသအကြံပတ်သမားတွေစုဖွဲ့နေတဲ့စွန်ချစ်သူရဲ့ DKBA အမည်ပြောင်း KNI အဖွဲ့တွေရှိနေတဲ့ ဒီကြားပြန့်လုပ်ငန်းတွေအများစုရှိနေတဲ့နေရာကြောက်ဖို့မဲဘွားဘလော့ကျော်ဘလုဒေတာစားတဲ့ဒေတာတွေအနီးမှာလည်းအချမ်းမဲ့သမားတွေဆုတ်ပါနေတာလည်းရှိတယ်စုဖွဲ့နေတာလည်းရှိတယ်။တောင်မဲ့ချမ်းကိုတော့တမတော်ကအဓိကထားသူဦးစားပေးဆောင်ရွက်နေတာဖြစ်ပါတယ်။သဘောကတော့ဒီကော့ဂရိတ်ဘက်ချမ်းမှာကြည့်မယ်ဆိုရင်တော့ကော့ဂရိတ်ကျုံတို့ရဲ့မြောက်ဖက်ချမ်းကိုနေမီရှင်လေးဆောင်ရွက်ပြီးတော့မြောက်ရီတင်ငန်းကြီးတော်ဘက်မှာတော့တောင်မဲ့ချမ်းကိုနေမီရှင်လေးဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ဆိုတော့လွေကောက်မျိုးသိန်းတိုက်ပွဲနဲ့ပတ်သက်ပြီးပြန်ဆက်ရရင်တော့ ိကောမြို့ဆိုတာကအလျားအနံတမိုင်နီးပါးသာရှိတဲ့မြို့သစ်တစ်ခုဖြစ်တယ်။ဒီမြို့သစ်မှာပဲ KNU အပါဝင် PDF အဖွဲ့ပေါင်းများစွာခန့်စစ်တွေပြင်ဆင်ထားပါတယ်။တမတော်ကလည်းဒီမြဝီရတောင်ဘက်ချမ်းမှာရှိနေတဲ့နေရာတွေဝေါ်လီမြန်စုံစည်းမြန်အကြည့်ကိုနေမရှင်လေးဆောင်ရွက်မယ်လို့ခံမှန်းချက်တွေကသူတို့စီမှာလည်းရှိထားပြီးဖြစ်ပါတယ်။တမတော်နဲ့ထိတွေ့တိုက်ပွဲတွေအတွင်းမှာနှစ်ဖက်အပြန်အလှန်ထိခိုက်မှုတွေပြစ်ခတ်မှုတွေလည်းပြင်းထန်နေတယ်။လက်နက်ကြီးလက်နက်ငယ်ပြင်းထန်ပြစ်ခတ်မှုတွေကလည်းအင်မတန်ပြင်းထန်နေပါတယ်။ မြောက်ရီရဲ့မဲဆောက်ဖက်ချမ်းမှာရှိတဲ့ဒေသတွေမှာတော့ဒီထိုင်းနိုင်ငံရဲ့တပ်ရင်းတပ်ဖွဲ့တွေကလူမျိုးရေးအရာနေဇက်တွေကိုပိတ်ဆို့ထားတာရှိပါတယ်။သဘောကတော့ဒီနေဇက်ကိုပိတ်ဆို့ထားပြီးဖြစ်တဲ့အတွက် KNU နဲ့ဒီ NUG လောက်ခံပြီးတဲ့အပေါင်းပါတွေအကြမ်းဖက်သမားတွေတိုက်ပွဲတွေထိခိုက်သေဆုံးမှုများသွားတဲ့အခြေစုပ်ခွာထွက်ပြီးလို့မရတော့ဖြစ်ပါတယ်။အရင်တုန်းကတော့ KNU ရဲ့ကြားဖြတ်နေရှိတဲ့မဲထော်တလီ KK ဘက်တုံမင်းကြောက်ခတ်မင်းလက်ပံစားတဲ့နေရာတွေကလည်းအချိန်နေမလာရင်ထိုင်းနိုင်ငံဘက်ကိုစုပ်ခွာထွက်ပြီးသွားကြတာဖြစ်ပါတယ်။ အခုတော့ထိုင်းနိုင်ငံဘက်ကနေပြီးတော့နေဆက်ကိုဖိတ်ဆို့ထားလိုက်ပြီးဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေအနေနဲ့စုပ်ပါရမရှိတော့ဘူးဖြစ်ပါတယ်။အကြောင်းလို့လေးကေကောမြို့မှာအကြမ်းဖက်သမားတွေစုဖွဲ့ပြီးတော့ခံစစ်တဲ့အကြီးအကျယ်ပြင်ဆင်ထားပါတယ်။လေးကေကောကိုတမလို့ကထိုးစစ်စင်မယ်လို့ခံမှန်းချက်ရှိထားပြီးကြတဲ့လေးကေကောရဲ့အဝင်တွေမှာ မိုင်းမောင်းများစွာနေမိုင်းတွေများစွာကိုပြင်ဆင်ထားရတယ်လည်းရှိတယ်။ဒါအပြင်အခုလေးကေကောမှာဒီတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်အဒီကတိုက်ပွဲလို့ဆိုရနိုင်တာကတော့စနိုက်ပါတိုက်ပွဲလို့ဆိုရမှာပါ။လေးကေကောဆိုတာကတော့ဒီအထက်မြင့်အဆောက်အဦတွေမရှိပေမဲ့တစ်ဖက်က KNU အပါဝင်အလောက်ကံ PDF အဖွဲ့အများအပြားကစနိုက်ပါတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့ဒီလိဂီကော်မျိုးမကြယူကိုအသေးတံကန်စစ်ပြင်ဆင်နေပါတယ်။ဘာကြောင့်တမိုင်လောက်သာရှိတဲ့လိဂီကော်မျိုးကိုအငင်းတံခုခံကာကွယ်နေရတဲ့ဆိုတော့နေဆက်ကိုပိတ်သွားပြီဖြစ်တဲ့အတွက်ထန်းနိုင်ငံရဲ့နေဆက်ပိတ်ဆို့မှုတွေကြောင့်အကြမ်းမဲ့သမားတွေရဲ့ဆုတ်ခွာရလမ်းကြောင်းကလိဂီကော်တစ်ခုပဲရှိပါတော့တယ်။မင်းလက်ပံဘလူးဆိုရာတွေကလည်းတက်မတော်ရဲ့ဆက်လက်ပြီးနေမရှင်ရေးဆောင်ရွက်မှာတွေရှိတယ်။ဒါအပြင် KNU ရဲ့ Metro 3တုံမိတ် မင်းလက်ပံစားတဲ့ဒေသတွေကဒီကြားဖြန့်တဲ့အကျိုးတူလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေတရုတ် site တွေရှိတဲ့အတွက် KNU နဲ့အပေါင်းပါတွေကဒီစီးပွားရေးတွေရှိနေတဲ့ site တွေရှိနေတဲ့နေရာမှာတိုက်ပွဲပေါ်ဆောင်တာကိုခွင့်မပြုပါဘူး။အဲ့ဒီတွေ KNU ရဲ့အသုံးချခံ PDF တွေကဒီအပြည့်အစုံအနည်းဆုံးဖြစ်နိုင်တယ်။နောက်ပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေမရှိတဲ့ league ကောမှာတိုက်ပွဲတွေပြင်ဆင်နေတာပဲဖြစ်ပါတယ်။ဒီကိကောမှာတော့ဒေသခံပြည်သူလူထုတွေရဲ့အိမ်တွေကိုအကာအကွယ်ယူပြီးတော့ခံစစ်တွေပြင်ဆင်နေစနိုက်ပါတွေ၊ point တွေ၊ကုန်းတွေ၊ပန်းကားတွေမြတ်ပြားကိုတော့တိစောက်ရရရှိပါတယ်။ အဲဒါကြောင့်မလို့တက်မလို့ကလည်း၄ကီကောမြို့ကိုပြန်လဲထင်းချုပ်ရေးတဲ့ဗတ်ပေါင်းစုံကနေဆွစစ်စင်တိုက်ခိုက်ဖို့စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။တကယ်တော့၄ကီကောမြို့ဆိုတာကဒီဝေါ်လီမြိုင်နဲ့မြောက်ဝီရဲ့ချားမှရှိပါတယ်။အဲမြောက်ဝီခမရ295ကချီတက်လာတဲ့စစ်ကြောင်းကြီးတွေကလည်းအခု၄ကီကောရဲ့အရှိတ်ဘက်မှာရှိနေတဲ့ဒီမဲဟစ်လော့ခိမဲဝါခီအတီကိုရောက်ရှိနေပြီဖြစ်ပြီးတော့အကြမ်းဖက်သမားတွေက ဒီဝလိကေကောမြို့ရဲ့ကျမ်းပတမားတွေကလိကေကောမြို့ရဲ့ခန်းစစ်အနေနဲ့ဒီရွာတွေကစပြီးတော့ခန်းစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။အဲဒီအတွက်နေမင်းရှင်းလေးဆောင်ရွက်တဲ့အချိန်မှာတော့နှစ်ဖက်ထိပ်တိုက်ပွဲတွေအတွက်တမတော်ဘက်မှာထိခိုက်မှုတွေဖိစင်မှုတွေတော့ရှိပေမဲ့တကယ်တမ်းတမတော်ကနေမင်းရှင်းလေးဆောင်ရွက်နေတာကတင်ငန်းကြီးတော်မြို့ဟာကအခြေပြုထားတဲ့တပ်တွေခမရ295ကအခြေပြုထားတဲ့တပ်တွေနဲ့ပြီးခဲ့တဲ့ရက်ကမှတမတော်ကပူပူနွေ့နွေ့ နေမရှင်လေးဆောင်ရထားတဲ့လက်ခတ်တောင်မှာအခြေပြုပြီးတော့ဒီလိကိတ်ကိုအနီးပတ်ဝန်းကျင်ကအကျံပသမားတွေရဲ့စုဖွဲ့နေရာတွေကိုနေမရှင်လေးဆောင်ရလျက်ရှိပါတယ်။ဒါပေမဲ့အကျံပသမားတွေနဲ့ဒီအကျံပအားပေးမီဒီယာတွေမှာတော့လိကိတ်ကိုမြို့တိုင်တိုက်ပွဲအတွင်းတမောဘဲကတိကျတိဆုံမှုတွေများနေတယ်။ဒါအပြင်ဒီစိတ်သက်စစ်စင်ရေးနဲ့တရင်တို့တရင်မားတွေဖြန့်ဝေပြီးတော့ပြည်သူစစ်တွေနဲ့ဒီမိဘတွေအခုလက်ရှိတမောအဖွဲ့အစည်းကိုပြစ်ခွဲဖို့အတွက်ဆောင်ရွက်လာတာတခုကပြည်သူစစ်တွေကိုဝိရစီဝါကျွေးပြီးတော့သူစစ်စင်တိုက်ခိုက်နေအခြေဆုံးကနေအုံချခံနေရဆိုတဲ့အကြောင်းဖြစ်ပါတယ်။ ်တကယ်တော့လက်ရှိဒီဒေါနာတောင်တန်းကြီးကိုကြော်လာတဲ့အောင်စရာစစ်ကြောင်းကြီးမှာပဲကပြည်သူစစ်ညီငယ်တွေအများကြီးပါဝင်ခဲ့ပါတယ်ပြည်သူစစ်တွေတမတော်ရဲ့အမာခံတိုက်ခိုက်ရေးတပ်တွေနောက်ပြီးတော့ဒီ BGF နဲ့ DGB စတဲ့အဖွဲ့တွေနဲ့ဟန်ချက်ညီစွာဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီးဆယ်ရက်ထဲနဲ့မြောက်ရီမြို့ကိုထိန်းချုပ်နိုင်တဲ့အခြေအနေတွေကိုရောက်ရှိခဲ့တာပါဆိုတော့ဒီတမန်လောက်သာရှိတဲ့၄ကီကောမြို့မှာဘာကြောင့်အသေးအံခံစစ်ပြင်းနေပြီးတော့တမတော်ကဘာကြောင့်အင်အားလုံးကြီးနဲ့တိုက်ခိုက်ရတဲ့ဆိုတဲ့အချက်ကမေးစရာရှိလာပါတယ် တကယ်တော့ KNU နဲ့အပေါင်းပါတွေရဲ့စုပ်ပါရလမ်းကြောင်းအလုံးမြောက်ရီရဲ့တောင်ဘက်ချမ်းမြောက်ဘက်ချမ်းမှာရှိအဖွဲ့တွေရဲ့စုပ်ပါရနေရာကဒီကိကောဆုရက်တခုဖြတ်သွားပါတယ်။ဒါကြောင့်မလို့အကြံဖက်သမားတွေကလေးကိကောမှာတက်ကွင်းတွေအများကြီးပြင်ဆင်ပြီးတိုက်ခိုက်တယ်။ဒီလိုမျိုးတိုက်ခိုက်မှုတွေနဲ့ပြင်ဆင်မှုတွေကိုတက်မော်ကတရင်ရရှိပြီးတာဖြစ်တဲ့အတွက်လေးကိကောမျိုးတင်းတိုက်ပွဲကိုစစ်ကြောင်းပေါင်းများစွာနဲ့နေမြင့်ရှင်လေးဆောင်ရွက်ဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ။လက်ရှိချိန်ဒီဒီ၄ကောဂူလာရောက်တိုက်ခိုက်မှုပြင်ဆင်နေတဲ့တပ်မတော်စစ်ကြောင်းကြီးတွေက၄ကျောင်းထက်မနည်းရှိပါတယ်။နေမီကန်တိုင်ရင်တပ်ဖွဲ့တွေပါတယ်၊မူလာ TKBA နဲ့ BGF အဖွဲ့တွေပါတယ်၊ပြည်သူစစ်တွေအားလုံးပေါင်းစပ်ထားတဲ့စစ်ကြောင်းကြီးပေါင်းများစွာနဲ့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။လေရှိချိန်ဒီဆိုရင်လေကီကောမျိုးရနောက်ဖက်မှာရှိနေတဲ့ဒီကြောက်ကိုနောက်ပြီးတော့တောင်ဘက်မှာရှိနေတဲ့ရတိဘူးအရှိဘက်မှာရှိနေတဲ့ပဟိကလောနဲ့အထီးမဲ့ဝါခီနေရာတွေဒီတက်မစစ်ကြောင်းတွေကရောက်ရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ KNU နဲ့အပေါင်းအဖော်တွေကလည်းလေကီကောမျိုးရဲမှာပဲခန်းစည်းတွေပြင်ဆင်စနိုက်ပါတွေနဲ့ ထောက်ပြီးတော့ခံစစ်အသေးအံပြုလုပ်နေတဲ့အတွက်တမတော်ဘက်ကလည်းနေမီရှင်းလင်းရေးကို NIR ဆောင်ရွက်လျက်ရှိပါတယ်။တမတော်ဘက်ကဒီလိုလိုင်းနဲ့အင်အားသုံးပြီးတိုက်ခိုက်တယ်လို့ဂျန်ဖက်တမောင်တွေကကြွေးကြော်နေပေမဲ့တကယ်တမ်းတမတော်က၄ကီကောမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာတော့ drone နဲ့ UAV တွေနဲ့ကင်းထောက်ပြီးတော့ကာမရ295သင်ငန်းညင်အောင်ပြုဟာလက်ခတ်တောင်ကနေအခြေပြုထားတဲ့လက်မှတ်ကြီးတွေမစိုင်းနေနဲ့အကြီးအကျယ်တိုက်ခတ်နေတာဖြစ်တဲ့အတွက်အပုံလိုက်အထက်လိုက်အကျိုးအပြတ်တွေဖြစ်နေတာက KNU နဲ့အပေါင်းပါအသုံးချခံ PDF တွေဖြစ်နေပါတယ်။ဒါပေမဲ့လည်းအကြမ်းဖက်သမားတွေကသူတို့ရဲ့ ဒီထိခိုက်မှုတွေပျက်စီးမှုတွေကိုဟန်ကုပ်ဖို့လုပ်ပြီးတော့မြရီမျိုးမှာရှိနေတဲ့စေယုံတဲ့တမန်တော်ရဲ့ပြည်သူစစ်တွေထိခိုက်လာတဲ့တမန်တော်စစ်သားရှစ်တီတွေစေကုတမ်းမှုပြုလုပ်နေရတယ်ဆိုပြီးတော့တင်းတို့တင်းမားတွေလည်းထုတ်ပြန်လျက်ရှိပါတယ်အဓိကကတော့ဒီဒေါနာတောင်ကိုကြော်ဖြတ်လာတဲ့အချိန်တွေကထိခိုက်အကြဆုံးများစွာနဲ့ဆုတ်ပါထွက်ပြေးသွားကြတဲ့အဖွဲ့တွေကနေဆက်ကိုပိတ်လိုက်တဲ့အတွက်၄ကီကောမှသာခံစစ်ပြင်ဆင်နေရတာပါဒါပေမဲ့၄ကီကောမျိုးကိုတမန်တော်ကကြာခင်ရပိုင်းတွေမှာထိန်းချုပ်ပါလိမ့်မယ်ထိခိုက်တဲ့ရက်တွေတွေကမက်ထော်တလီ ဘေဟိကလော့တိမဲ့ဝါကီနဲ့မြစ်တာလင်းမြိုင်ရွာတွေကနေစိတ်ဝင်ပြီးအကျန်းဖက်သမားတွေရဲ့စုဖွဲ့မှုတွေကိုတိုက်ခိုက်လျက်ရှိပါတယ်။ဒီနေရာမှာတမတ်ဘက်ကလေထားပြီးဆောင်ရွက်ဖို့လိုတာကအကျန်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုလက်မှတ်ကြီးလက်နက်ငယ်မဲဆိုင်ပစ်ခတ်မှုတွေနဲ့ဒရုန်းတွေနဲ့ကင်းထောက်ပြီးရေပုံညွန့်တိတိကျကျနဲ့ပေါင်းစပ်ညီနိုင်တိုက်ခိုက်သွားဖို့လိုအပ်တဲ့ဆိုတဲ့အချက်ဖြစ်ပါတယ်။ တဘက်ကအကြမ်းဖက်သမားတွေကစနိုက်ပါအားကိုးပြီးတော့တိုက်ခိုက်နေတယ်ဆိုပေမဲ့လေးကိတ်ကော်ရဲ့ပထဝီအနေထားအရာစနိုက်ပါနဲ့တိုက်ခိုက်လို့မျိုးပြစစ်စင်ရေးဆောင်ရွက်လို့ရတဲ့အနေထားတော့မဟုတ်ပါဘူး။ဒါပေမဲ့လည်းတမ်းတော်စစ်ကြောင်းတွေထဲမှာစနိုက်ပါနဲ့တံပြန်တိုက်ခိုက်နေတာရှိတဲ့အတွက်ဒီနေ့စက်တင်ဘာ25ရက်နေ့မှာပဲလေးကိတ်ကော်မှာရှိနေတဲ့အကြမ်းဖက်သမားတွေရဲ့စနိုက်ပါထောက်ထားတဲ့ point ကိုနေမရှင်းရေးဆောင်ရွက်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် KNU နဲ့အတုံးချကန် PDF ၄ရောက်ကိုအသေးဖိုင်းစီးနိုင်ခဲ့ပါတယ်။အဲ့ဒီအသေး၄ရောက်ကလည်းစနိုက်ပါသမားတွေဖြစ်ပါတယ်။ တမရော်ကနေမွေးထုတ်ပေးလိုက်တဲ့ပြည်သူ့စစ်ညီလေးနှစ်ယောက်နဲ့တမရော်ရဲ့ဒီလက်ဖြောင့်တက်တွေရဲ့ဝိုင်းဝန်းတိုက်ခတ်မှုတွေအတွင်းထိခိုက်စေဆုံးသွားတာဖြစ်တဲ့ဆိုတော့သတင်းတွေကိုလည်းကျွန်တော်တို့ကြားသိရပါတယ်။ဒါကတော့မြောက်ဝီမြို့ရဲ့တောင်ဘက်ချမ်းကရှိတဲ့နေရာတွေကိုတမရော်ကနေမီရှင်းလင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီကိကောကူတာတမရော်ကနေမီရှင်းလင်းဆောင်ရွက်ပြီးသွားပြီဆိုရင်တော့ကရင်လက်နက်ကင်တပေါင် KNU ရဲ့အကျိုးစီးပွားတွေရှိနေတဲ့ KK Park နောက်ပြီးတော့မင်းလက်ပံတုံမင်စားတဲ့နေရာတွေကိုဆက်လက်ပြီးနေမီရှင်းလင်းသွားဖို့လိုပါတယ်။ လက်ရှိအချိန်မှာတော့ ACC ရင်းမင်းနဲ့ဒီ NUG လက်အောက်ခံ PDF ထောက်ဖို့အများကြားကဖလူးနဲ့မင်းလက်ပံမှာချေရှုံနေရတာရှိပါတယ်။ဒါပေမဲ့ကျွန်တော်ကိုးဖို့ကြတော့လည်းအလင်းကအချောင်းပြီးတော့ကိုးနေရတာရှိတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့ League ကော်ကနေလည်းအရှိတ်မှာရှိတဲ့အတွက်တိုက်ပွဲတွေနေတော့ကင်းလွတ်နေပါသေးတယ်။ဒီနေရာမှာတမောက်က League ကော်ကိုထိန်းချုပ်ပြီးလို့ရှိရင်မင်းလက်ပံတုံးမင်းဖလူးလောက်ထိနေမြေရှင်လေးဆက်လက်ဆောင်ရွက်သွားဖို့လိုပါတယ်။ဒါအပြင် League ကော်ရဲ့တောင်ဘက်မှာရှိနေတဲ့ရတိကု အဲ့ဒီမှာရှိတဲ့စာတင်ကြောင်းတွေနဲ့ပုံကြီးကြောင်းတွေမှာအကြံဖက်သမားတွေစုဖွဲ့နေတာရှိပါတယ်။ဒီနေရာတွေကိုကင်းထောက်ပြီးတုတ်တင်လက်အုပ်ရယူတိုက်ခိုက်သွားဖို့တိုးပါတယ်။ပြည်ရွတမောကသာလေးကီကော်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုလို့ရှိရင် KNU အကြံဖက်လက်နက်ကန်အဖွဲ့အစည်းရဲ့တပ်မဟာ6လောက်ခံတရင်တပ်ဖွဲ့တချို့နဲ့အတုံးချခဲ့ NUG လောက်ခံ PDF တွေပုံလိုက်ကျင်းလိုက်တည်ဆောင်ကြပါလိမ့်မယ်။ဒါကြောင့်လဲဆိုရင်ဒီဒေါနာတောင်ကနေစုပ်ခွာသွားတဲ့အဖွဲ့တွေကအတွင်းကွင်းကလေးအပြင်ကွင်းကလေးတိုက်ပွဲအဲ့ဒီကနေတဆင့်မဲကနေဒီမြောက်ရီမြို့နေမြရှင်လေးဆောင်ရွက်မှုအပြင်မှာစုပ်ခွာသွားတဲ့အဖွဲ့အားလုံးကဒီကိကောမှာ သွားရောက်ပြီးတော့စုဖွဲ့နေကြတာဖြစ်ပါတယ်။အဆက်လက်ပြီးသွားဖို့ဆိုလို့ရှိရင်လည်း KNU ဘက်ကမဲထော်သလေးနဲ့ဒီမင်းလက်ပံဘက်ကဝင်ရောက်ခွင့်မပြုတဲ့အတွက်ဒီကိကောမှာသာအခြေပြုပြီးတော့ပြေးစရာမရှိတဲ့အဆုံးဂျောင်းပိတ်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဆိုတော့အခုလက်ရှိဒီလေကောတိုက်ပွဲကပြင်းထန်နေတယ်လို့နှစ်ဖက်သတင်းတွေမှာလည်းတွေ့နေရတယ်။ဖမ်းနိုင်ငံဘက်မှာလည်းဒီသတင်းကိုမျက်ချင်မပြတ်စောင့်ကြည့်ပြီးတော့တင်ဆက်နေတာလည်းရှိပါတယ်။ Skywalk ကနေလက်ရှိဒီလေကောမြဝရီအနီးကတိုက်ပွဲတွေကိုတောင်းလျှောက်စောင့်ကြည့်နေကြတဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့လက်ရှိထိုင်းနိုင်ငံကတော့နှစ်ဖက်ဒီတက်မရော့ဘက်ကနိုင်ငံတော်အစိုးရဘက်ကတစ်ဖက်ကအကြမ်းဖက်သမားတွေဖြစ်တဲ့ KNU, DKP, PGF စတဲ့အဖွဲ့တွေနဲ့လည်းအကျိုးစီးပွားတွေကိုနှစ်ဖက်လုံးပဲပဲကိုမှမမပါဘဲနဲ့လက်ရှိထိုင်းနိုင်ငံနေဆက်ကိုပိတ်ထားရဲဆိုတဲ့သတင်းကိုတော့ကျွန်တော်တို့ကြားသိရပါတယ်။ဒါကြောင့်မလို့လက်ရှိတက်မရော့ရဲ့နေမြေရှင်လင်းဆောင်ရွက်မှုကတော့တော်တော်လေးထိရောက်သွားပါလိမ့်မယ်။အမနီကစက်တင်ဘာ24ရက်နေ့မှာလေလီဂီဆိုအနီမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။တမလော့ကမေဆိုင်းနေနဲ့ပြစ်ခတ်တယ်လက်နက်ကြီးတွေနဲ့ပြစ်ခတ်တယ် ကာမီကာဇီဆူဆိုက်ဒရုန်းတွေနဲ့လည်းပစ်ခတ်မှုရှိခဲ့ပါတယ်။အဲဒါအပြင်မနေ့ကဒီသင်္ကန်းကြီးအောင်ပြူဟာနဲ့လက်ခတ်တော်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေကထိုင်းနိုင်ငံမဲဆောက်ဖက်ချမ်းမှာရှိတဲ့ဒီတက်တော်တစ်ခုကိုတရောက်ပောက်ကွဲမှုတွေလည်းဖြစ်ပေါ်ခဲ့တဲ့အတွက်နိုင်ငံနိုင်ငံတန်တမန်ရုံးစကားပြောပြီးသွားပြီးဖြစ်ပါတယ်။ထိုင်းနိုင်ငံနဲ့လည်းဒီတက်မလို့နဲ့နေဆက်မှာတိုက်ပွဲတွေဖြစ်ပေါ်လာနိုင်ရရှိတယ်ဆိုတဲ့အကြောင်းအရာကိုပြီးခဲ့တဲ့ရက်တွေကထိုင်းနိုင်ငံရဲ့ဒီနိုင်ငံသားရေးဝန်ကြီးဌာနနဲ့တဆင့်ဆက်သွယ်ပြောဆိုထားတာတွေလည်းရှိသလိုဒီကကလေးတမောက်ကာကွယ်ဦးစီးချုပ်ရဲ့ခရီးစဉ်တွေအပြင်မှာလည်း ြောဆိုထားခဲ့ပြီဖြစ်တယ်လို့သတင်းတွေကြားသိရပါတယ်။ဒီအတွက်အကြမ်းဖက်သမားတွေအတွက်ကတော့စုတ်ခွာရလမ်းပိတ်ဆို့နေပြီဖြစ်တဲ့အတွက်လေကိကောမှာပဲအတီခံရမယ့်သဘောဖြစ်ပါတယ်။ဒါကြောင့်မလို့လေကိကောမျိုးကိုတမလောက်ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ဖို့လိုပါတယ်။ဒီကိကောမျိုးကဝန်လန်းထွက်လန်းနေလေအများကြီးရှိတယ်။မြေပြန့်လွင်မြင်တစ်ခုလုံးမဟုတ်သလိုတောင်တန်းဒေသကြီးတစ်ခုလုံးမဟုတ်တဲ့အတွက်တိုက်ခိုက်ရလွယ်ကူတဲ့အခြေအနေမျိုးတော့ရှိပါတယ်။ဒါပေမဲ့အကြမ်းဖက်သမားတွေက ဒီလက်ရှိမှာ120မီလီမီတာဆင်ပြောင်းနေနဲ့ပြန်လည်ပြစ်ခတ်တာတွေရှိတယ်။စနိုက်ပါတွေနဲ့ပြစ်ခတ်တာတွေရှိနေတဲ့အတွက်တမ်မရော့အနေနဲ့လက်နက်ကြီးလက်နက်ငယ်နဲ့နည်းပညာဘက်ကိုအဓိကအားထားပြီးတိုက်ခိုက်သွားဖို့လိုပါတယ်။တန်ကြပ်ကချင်းရန်နေရာတွေကိုအဓိကထားပြီးတော့ဒီကိကောမျိုးကိုနေမရှင်လေးဆောင်ရွက်သွားဖို့လိုပါတယ်။ဒီကိကောမျိုးရဲ့အကွက်ချပုံစံနဲ့အဓိကမိန်လမ်းမှကြီးတွေထွက်လာတဲ့အနေငယ်သာရှိပါတယ်။ဒါပေမဲ့ KNU နဲ့အချမ်းဖက်အဖွဲ့အစည်း NUPP အုပ်စုတွေအားလုံးက၄ခေတ်ကျော်မြို့ရဲ့အကျက်လေးမျက်နှာအားလုံးကိုမိုင်းနေများကြီးချထားပါတယ်။ဒါတွေကိုအဓိကထားပြီးတော့ရှင်းလင်းဖို့လိုပါတယ်။ဒါကြောင့်တမ်းမတော်စစ်ကြောင်းတွေ၄ခေတ်ကျော်မြို့တွေကိုဝင်ပြီးနေမရှင်းလေးဆောင်ရွက်မယ်ဆိုရင်တော့အများကြီးကယူဆရမှာကမိုင်းကို ဖြစ်ပါတယ်။မိုင်းပြင်နောက်ထပ်ဒီ point အနေနဲ့ခင်းထောက်ထားဖို့လိုတာကစနိုက်ပါအဖွဲ့တွေဖြစ်ပါတယ်။အဲနောက်ထပ်ထပ်မံပြီးတော့ဒုတိယပြင်မှတ်တတိယပြင်မှတ်အနေနဲ့ယူမှတ်ချက်ထားတိုက်ခိုက်သွားဖို့လိုတာကတော့အချမ်းဖက်သမားတွေစုဖွဲ့နေတဲ့ဒီပြည်သူလူထုနေထိုင်တဲ့ ပြည်သူတွေရဲ့အိမ်တွေမှာအခြေပြုလို့ရှားနေတဲ့နေရာတွေကိုအင်မရှင်လေးဆောင်ရွက်ဖို့လိုအပ်တာပဲဖြစ်ပါတယ်။ပြောကြည့်မယ်ဆိုရင်တော့လေကိကောမြို့ဆိုတာကတမိုင်လောက်ပဲရှိပြီးတော့တကယ်တမ်းထိုးစစ်တင်တိုက်ခိုက်ရဲ့ခဏလေးနဲ့တင်းလို့ရပါတယ်။သို့တော့တဖက်ကအကြံဖက်သမားတွေကလည်းဒီလေကိကောမြို့ကနေစုပ်ပါရင်ပြည်ရည်အမြင်မရှိတော့တဲ့အတွက်နောက်ဆုံးပဲအိမ်တွေလွဲလေကိကောကနေစုပ်ပါရင်ပြည်ရည်အမြင်မရှိတော့ဖြစ်ပါတယ်။ဒါကြောင့်လို့အသေးအံအသေးခံပြီးတော့တိုက်နေကြတာဖြစ်တယ်။ ပြောရရင်တော့တမန်တော်ထိုးစစ်ကိုဟန်ကူဖို့တိုက်ခိုက်နေရဆိုမဲ့တကယ်တမ်းကတော့ KNU အပါဝင်အကြံဖက် PDF အဖွဲ့ပေါင်းများစွာကြောင်ပိတ်နေပြီဖြစ်ပါတယ်။ဒီလီဂ်ကိုတိုက်ပွဲမှာတော့တာဘောရဲ့ဒီ30နှစ်ပြူဟာတာပါဝင်နေလို့သိရပါတယ်။ဒီလက်ပြက် AC ဝါကတော့ဒီကရင်မွန်အဆက်မှာရှိနေတဲ့6နှစ်ခွာအနီးမှာတိုက်ပွဲတွေဆောင်ရွက်နေတယ်။တိုက်ပွဲတွေအပြင်မှာထိခိုက်သေးဆုံးမှုတွေလည်းဖြစ်နေပါတယ်။ဒီဘွဲတွေကတော့ဂျုံလို့ကောဂရိတ်ကနေတမန်တော်ကမောင်းထုတ်လိုက်ပြီးတဲ့နောက်တောင်ကြရင်မြောက်ကြရင်ကနေတစဉ်ကြရင်စေကြီးဘက်ကိုဆုတ်ခွာပြီးတော့ အခုမွန်ပြည်နယ်မှာရှိနေတဲ့လက်နက်ကန်အဖွဲ့နဲ့ပေါင်းပြီးမွန်နဲ့ကရင်အစပ်ကနေရာတွေမှာတိုက်ပွဲတွေပေါ်ဆောင်နေတာဖြစ်ပါတယ်။ဒါကတော့ကရင်ပြည်နယ်ကနေမြရှင်လေးဆောင်ရွက်မှုတွေမှာအပိုင်းလိုက်တွေဆောင်ရွက်ရမှာဖြစ်ပါတယ်။တောင်ရဲ့အရှိဘက်ချမ်းမြဝရီရဲ့တောင်ချမ်းနဲ့မြောက်ချမ်းကိုဖွဲ့ပြီးဆောင်ရွက်ရမှာအပိုင်းတွေအပိုင်းနဲ့ရှိတယ်လို့ ကွန်ကရစ်ကြုံတို့ရဲ့မြောက်ဖက်ချမ်းမှာရှိနေတဲ့မြပတိုင်နိုင်ခလောင်တကြောကိုလည်းနေမီရှင်လေးဆက်ရက်လက်ဆောင်ရွက်ဖို့လိုသလိုကြုံတို့နဲ့ကွန်ကရစ်ရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့တောင်ကြားအင်းမြောက်ကြားအင်းကနေတဆင့်ကွန်ကရစ်တိတ်တုံဘက်ချမ်းဒီနေမီရှင်လေးဆောင်ရွက်သွားရမှာဖြစ်ပါတယ်။အရှိအချိန်မှာတော့ဒီ KNU လက်နက်ကန်ရဲ့တမဟာခွန်တောက်ခံတရင်တပ်ဖွဲ့တွေကဒမှုတုံကြိုင်မရောဒီကြိုင်းဆွေကြီးလမ်းကိုစုမိုးထားတယ်ထိန်းချုပ်ထားတယ်တချို့လမ်းတွေဖြတ်တောက်ထားတာရှိပါတယ်။ အဓိကအဒီမူးတုံနဲ့ကြံမျိုးကိုထိန်းချုပ်ထားတဲ့အဓိကကတော့မူးတုံနဲ့ကြံရင်းစိတ်ကြီးကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာရှိနေတယ်။ဒါလီတရားကိုပြီးခဲ့တဲ့2022ခုနှစ်ဇန်နဝါရီလဇန်နဝါရီလရဲကအကြံဖက်သမားတွေကမိုင်းခွဲဖြတ်စည်းထားတာဖြစ်တဲ့အတွက်ဒီလမ်းကြီးကိုပြန်လည်စုမုံနိုင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ဆိုတော့လက်ရှိတမောရင်အဓိကပြန်မကျော်ရိုးကမြောက်ရီကော်ဂရိတ်ပြန်မလမ်းကြောင်းကြီးအာရှလမ်းမကြီးခွင့်လင်းနိုင်ဆောင်ရွက်တဲ့ဒီမန်းချက်ကအောင်မြင်နေပြီဖြစ်တဲ့အတွက် ကျွန်တော်တင်ဆက်ပေးခဲ့တယ်လို့ပဲမြောက်ရီရဲ့အနီးမှာရှိတဲ့ zone area တွေကိုအပိုင်းလိုက်ဆောင်ရွက်နေတာရှိတယ်။ဒါကတော့မြောက်ရီမြို့အနီးမှာနေမရှင်လေးဆောင်ရွက်နေတာဖြစ်ပြီးတော့တုံတိုးကော့ဂရိတ်ဘက်ချမ်းမှာလည်းနေမရှင်လေးဆက်လက်ဆောင်ရွက်နေပါဖြစ်ပါတယ်။တုံတိုးကော့ဂရိတ်မြောက်ရီလမ်းကြောင်းကြီးရဲ့မြောက်ဖက်ချမ်းကညပတိုင်းနိုင်ခနောက်ထုတ်ကိုကိုလမ်းကိုလည်းတမရောကနေမရှင်လေးဆောင်ရွက်နေစေဖြစ်ပြီးတော့အချမ်းမဲ့သမားတွေစုတ်ခွာထွက်ပြေးထိခိုက်လျက်ရှိပါတယ်။ဒီနေရာမှာ KNLPC ရဲ့နှစ်ဖက်ခွာစားနေတဲ့အကျိုးစီးပွားတွေနဲ့တမရောဘက်ကရော NCEO ငင်းငင်းကြီးကို အကာအကွယ်ယူပြီးတော့တစ်ဖက်ကအကြမ်းဖက်သမားတွေနဲ့နောက်ဘက်ကအကျိုးစီးပွားတွေပြုလုပ်နေတာပေါ့တော့အကြီးကထားပြီးတွေးဆွန်ဆွေးနွေးစကားပြောသတိပေးဖို့လိုအပ်နေပါသေးတယ်။အဲဒါကတော့ဒီလက်ရှိတမန်တော်ကဆောင်ရွက်နေတဲ့အခြေအနေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီအမျိုးနဲ့ထပ်ပြီးတင်ဆက်ရရင်တော့လိဂိကောမြို့သိန်းတိုက်ပွဲမှာတိုက်ပွဲတွေပြင်းထန်နေတယ်။တစ်ဖက်ကအကြမ်းဖက်သမားတွေဝါဒဖြန့်တရင်တွေတင်ဆက်ပေးနေတယ်လို့ဒီတမရော်ရဲ့အရာရှိစစ်တီတွေတမရော်ရဲ့ပြည်သူစစ်အဖွဲ့တွေတိကျတည်ဆုံမှုများတယ်ဆိုတာကတော့မဟုတ်ပါဘူး။ အတိုက်ပွဲတွေဖြစ်တဲ့အတွက်တော့ပန်းနေနဲ့ပေါက်နေတာမဟုတ်တဲ့အတွက်ထိခိုက်မှုတွေကြတော့ရှိမှာဖြစ်ပါတယ်နှစ်ဖက်လုံးထိခိုက်မှုကိုပြန်ကြည့်ရင်တမရော်ကဒီဘက်ချာလေကနေ point တွေကုန်းတွေမစ်ဆိုင်းတွေနဲ့ပြစ်ခတ်နေတဲ့တန်ကိုပယ်ချမ်းဖက်သမားခံနိုင်မလဲဆိုတာကဒီဖြစ်နိုင်ခြင်းနဲ့ပြန်ပြီးစဉ်းစားကြည့်ရင်တော့ပြက်ကြည့်လို့ရနိုင်ပြီဖြစ်ပါတယ်ပုံတွေပြတ်မှတ်အနေနဲ့ဒီမှာဒီလိဂေကော်မျိုးထဲမှာပြတ်မှတ်တဲ့အနေနဲ့နေပြီးတော့တမလော်ရဲ့ထိုးစစ်ကိုဟန်တာဖို့ဆောင်ရွက်နေတဲ့အချိန်ဒီလိဂေကော်ရဲ့ဘေးပတ်ချလဲမှာချိန်နေတဲ့မြရီသင်ငန်းကြီးတော့လက်ခတ်တော့ ြက်သစ်ကိုစားတဲ့နေရာတွေကနေတဲ့ချင်းလက်နက်ကြီးလက်နက်ငယ်နဲ့ထိုင်ပြီးတော့ပြစ်ခတ်မှုတွေကိုအကြံဖက်သမားတွေဘယ်လောက်တောင်းခံနိုင်မလဲဆိုတာကတွေးကြည့်ရုံနဲ့ပြီးပါတယ်။ဒီလိုမျိုးအထိနာနေတယ်တစ်ဖက်ကလက်နက်ခရင်လိုအပ်ချက်တွေချိနေတာကိုကျွန်တော်တို့သတိထားဖို့လိုပါတယ်။ဒါကြောင့်တမ်းမလို့ရဲ့ထိုးစစ်ဆင်တိုက်ခတ်မှုဆက်မြုပ်မှုတွေမှာအကြံဖက်သမားတွေရဲ့ကြည်ပြစ်ခတ်မှုလက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်မှုကိုလည်းမျက်ချင်မပြတ်ထောက်လန်းထားဖို့လိုပါတယ်။ဘာလို့လဲဆိုလို့ရှိရင်လိဂ်ကောင်မှာရှိနေတဲ့အကြံဖက်သမားတွေရဲ့အလို့စီကိုကျွန်တော်တို့ဖျက်တော့ထားပြီးဖြစ်ပါတယ်။ ဖြစ်နေတဲ့လမ်းကတော့လေးဂီကော်နဲ့မင်းလက်ပံချိတ်ဆက်ထားတဲ့လမ်းလေးဂီကော်ထိမဲ့ဝါကီနဲ့ဒီမေတော်တလီကိုချိတ်ဆက်ထားတဲ့လမ်းကိုတော့တမလို့ကစုမထားနိုင်မှုလို့ပါတယ်။ဆလွန်နဲ့ထိမဲ့ဝါကီလမ်းကိုတော့တမလို့စေချောင်းနဲ့ရောက်ရှိနေပြီဖြစ်တယ်ဆိုတာကပြီးခဲ့တဲ့ရက်တွေကတရင်ရရှိပြီးသားဖြစ်ပါတယ်။မင်းလက်ပံဘလူးဘက်လမ်းကြောင်းကတော့အနေငယ်ဖွင့်ကောင်းပွင့်နေနိုင်သေးတာဖြစ်တဲ့အတွက်တမလို့ရဲ့ကင်းထောက်လေရင်တွေ drone တွေကဒီလမ်းကြောင်းကိုပိတ်ဆို့ထားနိုင်ရင်အကြမ်းဖက်သမားတွေရဲ့လက်နက်ကြီးလက်နက်ငယ်ပစ်အားနဲ့စားနပ်ရိက္ခာအပါအဝင်စေဝါလိုအပ်ချက်သွေးလိုအပ်ချက်တွေကိုပါကျွန်တော်တို့ဖျက်တောက်ထားနိုင်မှာဖြစ်ပါတယ် ဒီလေးကကွန်ပျူတာတိုင်ပွဲကမကြခင်ရပိုင်အတွင်းမှာ Facebook ဖြတ်တောက်ခံထားရတာဖြစ်တဲ့အတွက်ထိန်းချုပ်နိုင်ပါလိမ့်မယ်။လေးကကွန်မျိုးကိုထိန်းချုပ်ပြီးရင်တော့တမရော်ကဆွဲတော်ကုန်းကိုဆက်ပြီးထိန်းချုပ်သွားပါလိမ့်မယ်။ဆွဲတော်ကုန်းကိုကရင်လက်နက်ကန်တပုံ KNA KDLA အပါဝင် NGO လောက်ခံ PDF အဖွဲ့ပေါင်းများစွာကခုနလနီးပါဝန်ဝင် Facebook ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။2020ခုနှစ်အောက်တိုဘာ19ရက်နေ့ကထိန်းချုပ်ခဲ့တာဖြစ်တဲ့အတွက်လာမယ့်အောက်တိုဘာလထဲမှာဆိုရင်တော့ဆွဲတော်ကုန်းကို တမလောကလက်လွတ်ထားခဲ့ရတာတနည်းပြည့်သွားပြီဖြစ်ပါတယ်အခုကတော့ဆက်တလကျော်နေပါကြာနေနေပြီဖြစ်တဲ့အတွက်တနည်းမပြည့်ခင်မှာဖေရိုဂုံးကိုတမလောကပြန်လဲထင်းချုံလာနိုင်မလားလေးကေဘောမျိုးကိုရောအပြေဝထင်းချုံလာနိုင်မလားဆိုတော့ကျွန်တော်တို့စပီးစောင့်ကြည့်သွားရအောင်ဖြစ်ပါတယ်တကယ်တော့လေးကေဘောမျိုးကိုသာတမလောကရခဲ့မယ်ဆိုရင်အချက်ဖက်သမားတွေရေသိဆုံးမှုအွန်လိုင်းကျင်းလိုက်ကလည်းအများကြီးဖြစ်လာမှာဖြစ်ပါတယ်အမတန်အရေးကြီးတဲ့ထိုးစစ်ဆင်မှုတစ်ခုဖြစ်ပါတယ်အချက်ဖက်သမားတွေကိုလည်းအလုံးစီပိတ်ဆို့ပြီးတော့ဖြည်းဖြည်းချင်းအမဲကျွေကျွေကိုလိုအပ်ပါတယ် လူလိုင်းနဲ့အင်အားသုံးပြီးတော့တိုက်ခိုက်တာတဲ့လက်နက်ကြီးနဲ့ပစ်ခတ်ပြီးတော့အထက်မှတ်သမားတွေရဲ့စုဖွဲ့နေရာတွေကိုတဆင်ချင်းရှင်းပြီးတော့အမဲကျွေချွေသွားဖို့လိုတဲ့စစ်စင်ရေးအခြေအနေမျိုးပဲဖြစ်ပါတယ်